YG နဲ့မတစ်စီရဲ့ပွဲကအရန်ကြည့်ကောင်းသလိုဗီဒီယိုလုပ်တဲ့အခါမှာလည်းကျွန်တော်ပြောစရာတွေအများကြီးရှိတယ်ပလေယာမခန်းတဲ့ဘိုင်းမှာဆိုလို့ရှိရင် stage ကိုအခုလိုမျိုးတကောင်နဲ့ထိမ့်ပြပြီးတော့အောက်ပလေးပြသွားတာမျိုးတွေပြီးတော့ YG ဘက်မှာလည်းဘလင်းရဲ့ချောင်းကွန်စီနဲ့ဖလန့်ပြီးတော့အလှကြီးကန်ပြတာမျိုးတွေကအရန်ကိုကြည့်လို့ကောင်းတယ်အဲ့ဒီလိုမျိုးပလေယာမခန်းတဲ့နဲ့ micro ဘိုင်းမှာဒါမှမဟုတ် macro ဘိုင်းမှာဆိုလို့ရှိရင်လည်း တပွဲနဲ့တပွဲဆော့သွားတဲ့ play style တွေ draft တွေကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ခင်စီပဲဖြစ်ပါတယ်ဒီကနေ့ video လေးကတော့ Mythic C နဲ့ YG 21ဘာဖြစ်သွားလဲနည်းနည်းလေးပြောပြမယ်စိတ်ဝင်စားရဲဆိုလို့ရှင်တော့အဆုံးထိကြည့်ပထမဆုံးအနေနဲ့ game 1 game 1မှာလင်းတဲ့ဒီကအများကြီးမစင်စားဘူးဗျဒီ tournament မှာဘလင်းရဲ့အရန်ကျန်းနေတဲ့ဂျောဟန်နဲ့ချောင်းကိုတဲ့ပန်းနေဘာလို့ဂျောဟန်နဲ့ချောင်း YG ကအဲ့လောက်ကျန်းလဲဆိုတော့ကိုဂိမ်းသူရောက်ရင်တိရလိုက်မယ် ပြီးတော့မတစ်စီဘက်ကလောင်းရီ first pick ဒီနေရာမှာတခုပြောစရာရှိတာကချစ်ပြန်ပြီးတော့ buff ပေးထားတဲ့အချိန်မှာတဖက်ကလောင်းရီဆိုလို့ရှိရင်တဖက်ကချစ်ထွက်ဖို့အတွက်ကရာခိုင်နှုန်းများတယ်အဲ့ဒီအချိန်မှာလင်းတက်ဒီအနေနဲ့ကသူဘန်းကျင်တယ်ဆိုရင် second phase မှာဘန်းချလို့ရတယ်ဒါပေမဲ့တမင်ကို ပေးချတာတခြားဗလန်တီနာပဒန်းဘန်းပြီးတော့ချစ်ကိုဒဲဖွင့်တယ်ချစ်အဲ့လိုမျိုးဖွင့်လိုက်တဲ့အချိန်မာခရိုဟီးရိုးဆိုတော့ ဘလင်းလိုမျိုးမခန်းတဲ့ပလေယာတယောက်အနေနဲ့ကဒီ chip ကိုစော့နိုင်ပါမလားဆိုပြီးတော့စိုးရိမ်မိတယ်ဒါပေမဲ့လေရှုံးမာတာရှုံးသွားတာ game 1 yg chip ဆော့သွားတာလေးကတော်တော်လေးအထာကျတယ် first starter မှာဆိုရင်မသိစီရဲ့ starter impact များတဲ့ tiger ရဲ့နဲ့ lucas liverpool မရခင်မှာ starter ကို အမြန်4တင်ရင်4ချတယ်သူတို့က chip နဲ့ assassin တွဲထားတာဖြစ်တဲ့အတွက် နောက်လာတဲ့ starter battery မှာဆိုလို့ရှိရင်လေ chip ကို starter မှာမတက်ရက်ခိုင်းနဲ့ assassin ကစန့်ချင်ဘက်လိန်ကိုဖန်တာဖြစ်ဖြစ်လိန်ပရက်ရှာပေးတာဖြစ်ဖြစ်လုပ်နေတယ်ပြီးတော့တာတဲ့ပြီးခါနေလဲကြရော ပေါ်တဲ့ခေါ်ပြီးတော့ assassin နဲ့ဘတ်တယ်လာချတာမျိုးတွေ retailer ပောက်တာမျိုးတွေစသဖြင့်ဗျာ chip နဲ့တာတဲ့ setup ကိုကောင်းကောင်းကြီးကိုစိုင်တက်တယ်ဒီမှာဆိုလို့ရှင်လဲကြည်လေ blue buff နဲ့ trade ရှင် trade သွားတာဒါမျိုးပေါ့အာလီတူ mid game ကကျွန်တော်ရှေ့မှာပြောသလို Moscow ပါတာတော်မှသူတို့ရဲ့ chip play style တွေဘတ်တယ်ရှောင်ဆော့သွားတာတွေစသဖြင့် ော်တော်လေးကို YG အနေနဲ့အဆင်ပြေနေတာအဲ့ဒါအပြင်တာရင်တာသွားသလို lane control ဘိုင်းမှာဆိုလို့ရှိရင်လဲ Moscow ဆိုလို့ရှိရင် Cree ကိုအခုလိုမျိုးကုံအောင်မရှင်းမဲနဲ့လဲလေးတစည်းခြံခဲ့ပြီးတော့အလဲမှာတိုက်ထားတာမျိုးတွေလောမထွက်ခင်မှာအလဲမှာဒါမျိုးတိုက်ထားတော့မတစီဘက်ကလည်းအပေါ်မှာတွားပြီးတော့ lane Cree ရှင်းလို့မရဘူးအဲ့ဒါအပြင်အချိန်ကြာလာတဲ့အမျှလောထွက်တာနဲ့ကွက်တိ YG ဘက်က lane Cree စီးလာတော့မှာအဲ့ဒါဆိုလို့ရှိရင် စိတ်ရှည်ရှည်နဲ့လော့ဆောင်လော့လီလုံးလိန်ပရက်ရှာနဲ့ဆော့လိုက်ရုံပဲအဲ့ဒါကိုလော့မဆောင်ပဲနဲ့ပလိန်အခုလိုမျိုးပေါ်တဲ့ဘာညာခေါ်ပြီးတော့သွားချတဲ့အခါကျတော့ရှုပ်ကုံရောအဲ့လိုလော့မဆောင်တာကဗတဲနိုင်သွားရင်တော့ကောင်းတယ်ဒါပေမဲ့အခုလိုမျိုးလော့ထွက်ခါနီးကြီးဖြစ်ရှင်တော့ရင်းရလဲပြန်ပြီးတော့ပေးလိုက်ရတဲ့အချိန်မှာပြဿနာစတတ်တာပဲဟေတာမရှိတဲ့ဒီ second ဘိုင်းအတွင်းမှာမတိစီဘက်ကလော့ကိုအသေးဖို့ချတယ်ဗတဲကိုတခြားကြည့်မယ်ဆိုလို့ရှိရင်လည်း YG ဘက်ကဆက်ရမချပဲနဲ့အလော30စိုင်းရတာဆိုတော့ဖြစ်ရှင်နိုင်နေဖြစ်ပြီးတော့ရှုပ်ကုန်ရောဂျိုင်းကလည်းတိုက်ခရီးရဲ့အာတီမှာပါလို့ပါသွားနဲ့အများကြီးပါပဲဂိမ်းဝမ်းကတော့ဒီလောက်ပါပဲအဲ့လိုမျိုးမစ်တစီဒိုင်ဗာရှင်းပြန်ကြတာဘာညာတွေနဲ့ကျွန်တော်ကစတာလိုမျိုးကြီးတော့ပြောမနေတော့ဘူးမစ်တစီပြန်နိုင်သွားတယ်ဆိုပါတော့ဆိုတော့ဂိမ်းတူးကိုဆက်သွားမယ်ဂိမ်းတူးမှာအပေါ်3ပစ်ကိုကြည့်မယ်ဆိုလို့ရှိရင်လင်းတဲ့ဒီက YG ရဲ့အစထရောင်းဆုံး signature 3កောင်ကို ပေးထားတာ Harry Fanny Johat ဒဲဖွင့်တာ Fanny ပေးပြီးတော့သူတို့ပြန်ယူတာက Moscow Moscow က Fanny နဲ့ against တာကောင်းတယ်ဆိုပေမဲ့ဒီကောင်ပြစ်ဖို့ကိုအချိန်ကြာကြီးစောင့်ရတယ်ဆတော့ကကျွန်တော်ပထမဆုံးဗီဒီယိုအစမှာပြောခဲ့တဲ့အတိုင်း YG ကိုဘာလို့ Johat ခြောင်ပေးလို့မရဘူးလဲဆိုတာပြမယ်သူတို့ရဲ့တာတဲ setup တွေကိုသိချာကြည့် Blink က Johat ခြောင်လိုမျိုးဖမ်းတဲ့ကောင်မျိုးတွေရလို့ရှိရင်အခုလိုမျိုး white ပြီးတော့ကြောင်ပြန်ဖမ်းဖို့အတွက် position ယူတယ်တစ်ဖက်ကရင်းကိုကြတော့ဂလူးတို့ high loss တို့ header ကတော့အဲ့လိုမျိုးအထုံကောင်တွေ ပေးပြီးတော့တာတယ်မှာမပြခိုင်းတယ်မဖွင့်ခိုင်းတယ်အဲ့လိုမျိုးတာတယ်ဗတ်တယ်ဆက်ရပ်တဲ့တလို့ပြီးတော့ Harry Fanny ဆိုတော့ second တာတယ်တတ်တာတယ်ဗတ်တယ်ဒီမှာအဲ့ဒီတာတယ်ဗတ်တယ်ကိုအပိုင်ဆိုင်တာတစ်ဖက်ကမစ်တစ်စီဘက်ကကြတော့ Moscow နဲ့ဆိုတော့ဘာမှလုပ်ပေးလို့မရဘူး YG ကလေဒီ draft ရလို့ရှိရင် brother တို့တခြားပွဲတွေကိုလည်းတေချာလိုက်ကြည့် first starter တွေ skip ပြီးတော့ second starter တတ်တာတဲ့သူတို့ hero timing မျိုးတွေမှာဗတဲ့ကို အပိုင်ဆိုင်ချပြီးတော့အဲ့ဒီတာသွားတာကနေစပြီးတော့တောက်လျှောက်ဖိတော့တာပဲဒါက YG pick off Roma တွေရလို့ရှိရင်စော့တတ်တဲ့ဗတဲ့ setup တွေကို ပြပြတာစတော့က gain 2ကတော့ဒီလောက်ပဲ gain 3ဆက်သွားမယ် gain 3မှာကလေခြောင်ကျော်ဟတ်ကိုဘန်းနာတွေဘာတွေထက်မင်းတစ်ကောင်ယူငါးတစ်ကောင်ယူမယ်ဒီနေရာမှာပြကျင်တာက မစ်တစီရဲ့ဖို့ပစ်နိုဗာရီယာကျွန်တော်ကိုဒီနိုဗာရီယာလေးတခြားလောက်မှတ်ထားပေးတခြား drafting ဘာညာကတော့ပုံမှန်ပဲမစ်တစီဘက်ကလည်း Nova Granger နဲ့ Long Range နှစ်ကောင်ထိုင်ထားသလိုမျိုးတဖက်က YG ကလည်း Join နဲ့ Irithe Sprint နဲ့ Backline ဝင်မဲ့နှစ်ကောင်ပါတယ်နန်နာပစ်ကတော့ဒီတိုင်းပဲထူးထူးခြားခြားကြီးမဟုတ်ဘူးအင်ဂိန်းရောက်တော့ Faster တဲ့ထဲက YG ဘက်ကအမားဆလုပ်တယ်တဖက်ကမစ်တစီတွဲထားတဲ့ဒီမတာရဲ့ early damage အများဆုံးနဲ့ချလို့အကောင်ဆုံးဂျောဟတ်စုယူရှေ့မှာဒါမျိုး join လိုမျိုး assassin ချန်ကလာတယောက်အနေနဲ့က playing first ta မှာရှူရှောင်သွားလို့တာပုံမှန်ကစုယူဂျောဟတ်ဆိုလို့ရှိရင် first ta free pay ကြတာများတယ်ဒီနှစ်ကောင်ရဲ့ early damage ကအရန်များတယ်လေဒါကတော့ထားပါကျွန်တော်အဓိက game tree မှာပြချင်တာက vision mage novaria အရင်ဆုံး yg ရဲ့ battle setup ကကျွန်တော်ရှေ့ဘွဲမှာပြောသလိုအမားတကောင်ကိုမပြခိုင်းမဲ့ လင်းကဒီဘက်ဒေါင်နေကဝိုက်ပြီးတော့ပြောင်းပြန်ဖလန့်ပြီးတော့ကန်မယ်ဖမ်းမယ် YG ရဲ့ pick off battle setup ကတော်တော်လေးကောင်းတာဒါပေမဲ့မစ်သစ်စီကအဲ့ဒါကိုတော်တော်လေးပြင်ဆင်လာတယ်မစ်သစ်စီရဲ့ battle setup ကိုတရားကြည့်မယ်ဆိုလို့ရှိရင်ဖလန့်လို့ရတဲ့ဒီဘက်ကခြုံကိုခလေးကကာထားတယ်အပေါ်ဘက်ကဖလန့်လို့ရတဲ့ခြုံကလည်း Novaria Vision နဲ့ထောက်ထားပြီးသားအဲ့ဒီတော့ YG အမြဲတမ်းစော့နေတဲ့ခြောင်နဲ့ဖလန့်ပြီးကန်မယ်ဆိုတာက ထင်သလောက်လွယ်ကူမနေဘူးအဓိက Novaria Vision ကြောင့်မို့လို့အရင်ပွဲတွေကလိုမျိုးခြောင်ဖလန့်ဖို့ကတော်တော်လေးကိုခတ်နေတာဒါကတော့စကန်းတာတဲ့ဗတယ်ပေါ့လေနဝော့နေနေတာတို့ irrit ဲမပါလို့ရှုံးတာပါဘာညာပြောလို့ရတယ်ဆိုပေမဲ့ကျွန်တော်အဓိကပြချင်တာက မသိစီရဲ့ဗတယ်ဆက်ရအဲ့ဒါပြီးတော့တတတဲ့မှာဆက်ပြမယ်ဒီမှာဆိုလို့ရှိရင်လဲတာတဲ့မထွက်ခင်ဖလန့်လို့ရတဲ့ခြုံတွေကိုဘလင်းကဘလို့မှဥလို့မရဘူးဥလို့ရရင်လဲ ူကဗရှင်ကြီးကတောက်လျှောက်ပေါ်နေမှာမစ်သစ်စီကတော်တော်ကောင်းတယ်ဗျဒီမှာဆိုလို့ရှိရင်လည်းအောက်ပိုင်းခြုံကို Novaria Vision နဲ့ထောက်ထားတယ်ပြီးတော့ဘလင်းပတ်နေကြအပေါ်ခြုံကိုကြည့်ကြည့်ခလေးရထောက်နေတယ်အဲ့လိုမျိုးဗျ Gantry မစ်သစ်စီရဲ့တာတဲ setup တွေကိုကြည့်ရင် သိတာတွေ YG အပေါ်ကိုတခြားလေးကို analysis လုပ်လာတယ်အဲ့လိုမျိုးတာတဲ fight တွေတင်မဟုတ်ဘူးခြောင်အတွက်ကကြာလာလေလေ position တည်ပြီးတော့ flan ဖို့အတွက် ခက်လာလေလေပဲသူ့ကိုတွေ့ရတဲ့ long range နဲ့ vision ဖွင့်တဲ့သွေးလျှော့တဲ့ position ဘလို့မကိုတည်လို့မရအောင်လှုပ်ထားတာခြောင်မမဟုတ်ဘူးလက်ကင်းရောက်တော့တခြား irritate တို့ join တို့ flan ပြီးဆော့ဖို့အတွက်က vision mesh ပါတော့တော်တော်လေးခက်တယ်ဒီမှာဆိုရင် novaria နဲ့အပေါ်ဘက်ခြမ်း position တွေကိုအကုန်စစ်တယ်အောက်ဘက်ခြမ်းကိုကြတော့ lucas နဲ့ပိတ်ထားတယ်အဲ့ဒီလိုမျိုး flanking ဆော့နေကြ yg လိုအသေးမျိုးကို vision image နဲ့ play style ကောင်းကောင်းဗတ်တယ် setup ကောင်းကောင်းချပြီးတော့ဆော့လိုက်တဲ့အခါမှာတဖက်ကဘာမှတောင်းတိတ်မလုပ်လိုက်နိုင်ဘူးဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကြားထဲမှာတခြားဗတ်တယ်တွေ player အောက်ပလေးတာတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ထည့်ပြီးတော့ပြောမနေတော့ဘူးအဆုံးထိကြည့်ရှုပေးရတူပျောက်ရှင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ဘိုင်ဘိုင်